我那么少哪有？No, တာကြာဟင်းအောင်လိုက်ပါတယ်သူ့ရဲ့ရင်ထဲမှာချမ်းစိတ်သွားပါတယ်ချင်းလင်းရဲ့အစီစဉ်ကသူ့ကိုကယ်ဖို့ဆွမ်းထတဲ့သူကိုရှာတာမဟုတ်ပဲကက်တင်ရှင်ကိုသူ့ရဲ့အသီးစိတ်ပင်လယ်ထဲကိုဆုပ်ယူဖို့ဆိုတာသူကတစ်ခါမှမတွေးခဲ့မိပါဘူးဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ချင်းလင်းရဲ့အသီးစိတ်ပင်လယ်အများစုကိုရှေးအောင်နှဆိုးတာကြာတိတ်မိတ်ထားပေမဲ့ထိုးရောင်ချင်းလင်းကပိုင်နေတုံးမှာသူကဘလို့ပြောင်းလဲမှုမျိုးမဆိုးဖြစ်ပေါ်စေနိုင်ပါတယ်ဒဝရရင်ရှေးအောင်နှဆိုးရဲ့ကျူးကျော်မှုကြောင့်ထိုးပြောင်းလဲမှုတွေနဲ့ရှေးအောင်နှဆိုးကိုတိုက်ခိုက်လို့မရတော့ပါဘူးဒဝရရင်သူကအခြားလူရဲ့ဝိညာဉ် ုံအသုံးပြုပြီးသူ့ရဲ့တာဝါကိုပေးရဖို့အတွက်တိုးဆုပ်ခြင်းမရှိခဲ့ပါဘူးအတိစိတ်ပင်လည်းထိန်ချုပ်မှုကိုဝန်လင်းစည်းကိုပေးရလိုက်ပါတယ် ထိုးရသူ့ရဲ့အသက်ကိုအခြားလူရဲ့လက်ထဲကိုအပ်လိုက်သလိုပါပဲရလန်းအနေနဲ့ချင်းလင်းရဲ့အသိစိတ်ပင်လယ်ကဝင်လင်းရဲ့ဆာနာအတိုင်းပြောင်းလဲနိုင်ပြီးကမ္ဘာဥပဒေသားအလုံးကိုအတူယူနိုင်ပါတယ်ထိုးအချင်းနေကြောက်ဝင်လင်းမှာတတရားအစင်းရဲ့စွမ်းအားတွေဟာရှိလာပါတယ်တို့ဝရင်ရှေးအောင်နှဆိုးတာကြာထိုးရအလုံးကခဏတာပဲဆိုတာသိပါတယ်ဝင်းညင်းနေရမတူညီကြပါဘူးတရားရုံးရဲ့အသိစိတ်ပင်လယ်ကိုအခြားတရုတ်ကအတင်းအကျပ်အကြ ాయి ထိန်းချုပ်လို့မရပါဘူးဝင်လင်းကအားနေသွားဖို့အတွက်အချိန်သိမ့်မကြတော့ပါဘူး ချင်းလင်းရဲ့အသီးစိတ်ပင်လယ်ကနေထွက်သွားရတယ်ဝန်လင်းရဲ့ချင်းချက်မှုအစိမ်းအားအရင်တိုင်းပြန်ဖြစ်သွားမှာပါဒူဝါရင်ထိုးရအားလုံးကိုတိလာရတာရောဘာအဓိပ္ပာယ်ရရှိအောင်မလဲရှီအောင်နှဆိုးတာကြာအချင်းကြကြအသက်မရှင်နိုင်တော့ပါဘူးချင်းလင်းနောက်ဆုံးတော့မင်းရနိုင်ခဲ့ပြီပဲတာကြာခါတိတဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပါတယ်ဒူဝါရင်ထိုးပြုံးကရက်စတဲ့အမူအရာနဲ့အစားထိုးခံလည်ရပါတယ်ဒါပေမဲ့ဒီနှဆိုးမှာနောက်ဆုံးဒီပညာတစ်ခုကကြံနေသေးတယ်ရှီအောင်နှဆိုးတယောက်အနေနဲ့ငါဘွားရဲ့နောက်ဆုံးနေဝင်ချိန်မှာငါရဲ့စွမ်းထက်ဆုံးသောရှီအောင်နှဆိုးဒီပညာကိုပြသဖို့အတွက်အသုံးပြုမယ် ငါတိတ်ဆုံးရမယ်ဆိုရင်တော့နောင်တော့မရဘူးရှေးအောင်နှဆိုးတကြာရင်မောလိုက်ပါတယ်သူကလေတဲကိုပြန်တက်သွားပါတယ်လက်နှက်ဖက်ကိုဖျန်းချလိုက်ပါတယ်နှဆိုးဆွင်းကသူ့ရဲ့ခန္ဓာကိုယ်ဝင်းရင်လိုက်ပါတယ်ပြီးတော့ဝင်လင်းရဲ့ရှေ့မှာသူ့ရဲ့ခန္ဓာကိုယ်ကပေါက်ကွဲသွားပါတယ်စတင်ချင်း မူလနှစိုးတောင်တာချာရဲ့အတန်ကောင်းကင်ကနေဆင်းသက်လာပါတယ်ပြီးတော့ခန္ဓာကိုယ်ကပြိုကွဲသွားပါတယ်ထူထဲတဲ့နှစိုးဆွေးကကောင်းကင်ကိုဖုံးလွှမ်းသွားပါတယ်မျက်စိတမိတ်အတွင်းမှာပဲကဘာမှောင်မိုက်သွားပါတယ်မှောင်မိုက်တဲ့ကောင်းကင်မှာကြောင်မောက်ဖေးကမျက်လုံးတစ်စုံကပေါ်လာပါတယ်မျက်စိတမိတ်အတွင်းမှာပဲမှောင်မိုက်မှုတွေကလှုပ်ရှားလာပြီးမျက်လုံးတွေမီးမတွနိုင်အောင်ပေါ်လာပါတယ်ထိုမျက်လုံးတွေအားလုံးရဲ့အချီအဝလင်းစီးကိုစုပြုံလာပါတယ်ထိုမြင်ကွင်းကအရန်အောင်မှထူးဆန်းပါတယ်ဘလို့ဖော်ပြမှန်းတော့မသိပါဘူးထိုမျက်လုံးတွေရဲ့အချီတွေနဲ့ဆုံတွေ့တဲ့အခါဝလင်းရဲ့မျက်နှာမူရပထမဆုံးအချိန်ဖြစ်ပြောင်းလဲသွားပါတယ် မင်းနဲ့မယားဝင်လင်းရှေးအောင်အတန်တစ်ခုကကဘာတွန်အမပဲ့တင်ထက်သွားပါတယ်ထိုအတန်ပြောလိုက်တာနဲ့မျက်လုံးနီးရဇွေဇွာဖြစ်လာပါတယ်ဝင်လင်းရဲ့မျက်လုံးနီးရလည်းကြည်လင်တောက်ပါနေပါတယ်မင်းရောအသက်15နှစ်မှာစာကျင့်ကြံပြီအခုနှစ်ပေါင်းတစ်ထောင်ကျော်ကျင့်ကြံနေပြီဒါပေမဲ့မင်းရောမကောင်းဆိုးသောဝိညာဉ်တစ်ခုပဲတောက်အိုလန်းကိုရှောက်လန်းတာမင်းရဲ့ဆွေမျိုးတွေကိုဖျက်ဆီးတာနဲ့အတူတူပဲမင်းရဲ့အဖေနဲ့အမေကလည်းတည်ဆုံသွားတယ် မင်းရဲ့မိသားစုကလည်းပြတ်တုံးလို့နေပါဖြစ်သွားတယ်။အနေငယ်ဟာအသက်ရှင်ကျန်ရေးခဲ့ပေမဲ့ဘေးရဲ့နေရာတွေနဲ့ရင်ဆိုင်နေရတယ်။ထိုအတန်ကောင်းကင်တစ်ခွေမှာပိတ်တင်ထနေပါတယ်။မျက်လုံးလေးမှာဇွေးစွာမရှိတော့ပဲရင်နာစရာဝေဒနာတွေနဲ့ပြင်းထန်နေပါတယ်။ဝန်လီရဲ့ခန္ဓာကိုယ်ကတုံ့ရင်သွားပါတယ်။ဒိုးရတဲ့သူ့ရဲ့မျက်လုံးတွေကကြည်လင်တောက်ပါနေတော့မှမင်းရဲ့မိဘတွေကမင်းကြောင့်တည်ဆုံးသွားတာ။မင်းရဲ့မိသားစုကလည်းမင်းကြောင့်တည်ဆုံးသွားတာ။ ထိုအတန်ပဲ့တင်ထလာပါတယ်။ကောင်းကင်ကနေမျက်လုံးလေးအားလုံးကသွေးတွေကျနေတယ်လို့အနီအောင်ပြောင်းသွားပါတယ်။မျက်လုံးချိုးကပောက်ခွဲပြီးသွေးတွေကျလာပါတယ်။ဝလင်းရဲ့မျက်လုံးကလည်းအနီအောင်ပြောင်းသွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကတုံ့ရင်သွားပါတယ်။မင်းရဲ့ဇနီးကမင်းကြောင့်ကောင်းကင်ဘုံကိုပြန်သွားရတယ်။မင်းရဲ့သားကလည်းမင်းကြောင့်ဝိညာဉ်အစိတ်ပိုင်းဖြစ်သွားရတယ်။မင်းရဲ့နှီးစက်ရဆွေမျိုးဆိုတော့မင်းမတရားမှမကြံတော့ဘူး။ ထိုတန်တုံဟီလာပါတယ်ကောင်းကင်ရဲ့မျက်လုံးတွေကသွေးတွေအဖြစ်ပြိုကွဲသွားပါတယ်ဝန်လီရဲ့မျက်လုံးတွေကတော့သွေးကြောတွေထောင်းလာပါတယ်သူ့ရဲ့မျက်နှာအရင်ဥမှဖြူဖြောင်းနေပါတယ်သူ့ရဲ့ခန္ဓာကလည်းတုံဝင်နေပါတယ်သူကခြေလန်းနေငယ်နောက်ဆုံးမိသွားပါတယ်သူ့ရဲ့ညာဘက်လက်နဲ့ရင်ဘက်ကိုထိလိုက်ပါတယ်ထိုရာသူ့ရဲ့ဝိညာဉ်ဖြစ်ပေမဲ့ရင်ထဲကနေနာကျင်မှုကိုသူကခံစားနေရပါတယ်ထိုနာကျင်မှုကသူ့ရဲ့စိတ်ကိုကျူးကျော်ဝင်ရောက်ပြီးအရာအလုံးကိုဖျက်ဆီးပေးမဲ့အစိတ်တစ်ခုလိုပါပဲတုံထင်မင်းကိုကူညီခဲ့တယ်ဒါပေမဲ့သူကတည်ဆုံးသွားခဲ့ရတယ် တောင်ပန်ဒီငှက်ဤကလေးကလည်းမင်းကိုကူညီခဲ့တယ်။ဒါပေမဲ့သူကလည်းတည်ဆုံသွားခဲ့ရတယ်။ကျော်ဤကတော့မင်းနဲ့ထွေပြီးရဲ့နောက်မှာသူရဲ့ချေရသူရဲ့အလောင်းကိုဆောက်ရှောက်တာကိုရက်လိုက်ရတယ်။ကောင်းကင်မိုးတိမ်ဇုံတွေရတော့မင်းနဲ့တွေ့ပြီးရဲ့နောက်မှာချေလေးကိုကဲတင်နိုင်ခဲ့တယ်။ရှေးဟောင်းလီဟာနဲ့ကိုရက်ကဖိဖိချင်းရောက်ရှိလာပြီးစကားတိုင်းမှာဥပဒေသားရဲ့စွားရီကပါဝင်နေပါတယ်။ထိုစကလုံးကြီးကဝန်လီရဲ့နားထဲကိုရောက်ရှိတဲ့အခါသူရဲ့မျက်နှာပို့ပြီးတော့ဖြောဖြောလာပါတယ်။မင်းရောပြောလို့ပြီးပြီလား။ ဝလင်းကတူတူလေးပြောရင်နောက်ဆုတ်သွားပါတယ်တမန်အချင်းဆိုရင်တေယိုကသူ့ကိုဒီလိုသာပြောရင်သူ့ကိုဘာမှမထိခိုက်ပါဘူးဒိုဝါရင်အခုချိန်မှာသကလုံးတိုင်းကသူ့ရဲ့နာကျင်မှုကိုပိုပြီးတော့စိုးဝါးစေရလို့ဝလင်းကခံစားမိပါတယ်သူ့ရဲ့နှလုံးသားကိုဆွဲထုတ်နေတယ်လို့ပါပဲမင်းအတန်အားပေါ်လာတဲ့အချိန်မှာပဲဝလင်းကရုတ်တရက်ခေါင်းပေါ်လိုက်ပါတယ်သူ့ရဲ့မျက်နှာကအစ်စိတ်တင်နေပြီးကြောင်မောက်ဖွေရအစ်ဆတ်မှုတွေကပြင်းနေပါတယ်ငါမင်းကိုမင်းနေတယ်မင်းကပြောလို့ပြီးပြီလားလို့ အေးဆေးတည်ငြိမ်တဲ့စကလုံးတွေမှာဘာခန်းစားချက်မှမပါဝင်ပါဘူးဝလင်းကတဟုန်တိုးပြည့်ထွက်သွားပြီးညာလန်နဲ့ကောင်းကင်ကိုကုတ်ချလိုက်ပါလေမျက်လုံးနဲ့အားလုံးကလည်းပြုတ်ကွဲသွားပြီးဝလင်းရဲ့ခန္ဓာကိုယ်ပေါ်သွေးတရကျလာပါလေငါဝလင်းရဇဲမလျှော့တဲ့ဝိညာဉ်တစ်ခုအနေနဲ့အသက်ရှင်နေတယ်ငါအမားလေးကိုလှုပ်ခဲပြီမယ်ငါရဲ့တောက်နှလုံးသားဟုတ်တာလိုက်နိုင်ရင်လုံလောက်ပြီသူ့ရဲ့အတန်ပဲ့တင်ထပ်သွားတဲ့အချိန်မှာဝလင်းရဲ့ညာလက်ကလက်စဲတစ်ခုကိုပြုတ်လုပ်ပြီးကောင်းကင်ကိုညှို့လိုက်ပါလေကောင်းကင်ဤပညာကျဲကျွေခြင်း ူကပြောလိုက်တာနဲ့ကျယ်လင်းကကောင်းကင်ကနေကြဆင်းလာပြီးမဲနက်နေတဲ့မြူတွေကိုဖောက်ထွင်းကမဲနက်တဲ့ပင်လယ်ထဲကိုရောက်ရှိသွားပါတယ်ပြီးတော့ကျယ်လင်းနေရမတိရနေရကနေပေါ်လာပြီးမဲနက်နေတဲ့မြူတွေကိုဖောက်ထွင်းဝင်ရောက်သွားပါတယ်ကျယ်လင်းနေရမဲနက်တဲ့ပင်လယ်ကနေထွက်ပေါ်လာပြီးမဲနက်နေတဲ့မြူတွေစီကိုတက်တက်ပြစ်လွတ်လိုက်ပါတယ်မျက်စိတမိတ်အတွင်းမှာပဲကျယ်လင်းနေရကဘာတစ်ခုလုံးပြင်းနေသွားပါတယ်ဝန်လင်းရဲ့လက်တွေကိုလှုပ်ရှားလိုက်တဲ့အခါကျယ်လင်းနေရကောင်းကင်ကမဲနက်တဲ့မြူတွေစီကိုရွေလျားပြီးတချိန်ချင်းမူချိုးတန်တွေကထွက်လာပါတယ်ကျယ်လင်းနေရစုပြုံလာပြီးကဘာတဝမ်းမှာအလင်းမြန်နဲ့ပြင်းနေသွားတဲ့ဖော်ပြလို့မရတဲ့ နိုင်တဲ့တိုက်ခိုက်မှုတစ်ခုကဖြစ်လာပါတယ်ထိုအချိန်မှာပဲဝလင်းရဲခန္ဓာကိုယ်ကပြုတ်ကွဲသွားပါတယ်ဝမ်ဝေဟူကျွမ်းကြောက်ဤချင်းရွှန့်တို့တယောက်ပြီးတယောက်ပေါ်လာကြပါတယ်နောက်ဆုံးမှတော့ဝန်းနေနေတဲ့အစိမ်းရောင်ဝေးုံနဲ့ချင်းလင်ရပေါ်လာပါတယ်အသီးစိတ်ပင်လယ်ကပြုတ်ကွဲသွားတဲ့အခါသူတို့အလုံးကပြုတ်ကွဲနေတဲ့လီဟာနယ်ထဲကိုကျဆင်းသွားပြီးပျောက်ကွယ်သွားပါတယ်မိုးတိမ်ကောင်းကင်ဘုံနယ်ပယ်ကလီဟာနယ်ထဲမှာဘောလုံးမျိုးနေတဲ့အစိမ်းရောင်ဖျားเจ้าမှာစစ်ထူနန်ကဒတိကြီးစွာနဲ့တကားကိုစောက်ချက်နေပါတယ်သူကတခါတလေအစီရင်အတွင်ကလူတိုင်းကိုကြိလိုက်ပါတယ်စိုးရင်ပူပန်မှုတွေကသူ့ရဲ့ရှင်ထဲမှာပြင်းထန်နေပါတယ်ငွေရောင်မျိုးသမီးလ လောင်းရလေအထူးတူပါပဲဒိုးရရင်သူမရဲ့အကြီးအကဲဝင်လင်းစီမှာပဲရှိနေပါလေ ထိုးချိန်မှာဝင်လင်းရဲခန္ဓာကိုယ်ကတုံ့ဝင်သွားပြီးမျက်လုံးလေးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်။သူကတိတ်တဆိတ်နဲ့ထားရက်လိုက်ပြီးတံခါးနောက်ကိုရှောက်သွားပါတယ်။ပြီးတော့လေဟာနေကိုတိတ်တဆိတ်နဲ့ငေးကြည့်နေပါတယ်။ဖေအားကြောင့်ပြင်ပါလေဟာနေဟင်းလင်းပြင်ကလုံးဝမှောင်မိုက်နေပြီးတိုးညင်းတဲ့ဒရုံဒုံအတန်တွေကိုကြားနေရပါတယ်။တေချာကြည့်ရင်အပျက်စီးအစိတ်ပိုင်းနေရာနေရာမရှိသလိုလေဟာနေဟင်းလင်းပြင်မှာပြန့်လွင့်နေတာကိုမြင်ရပါလိမ့်မယ်။တကယ်တော့သူတို့မှနေရာမရှိတော့ဘဲလေဟာနေဟင်းလင်းပြင်မှာအစဉ်ဆက်မပြတ်ပြန့်လွင့်နေရတော့မှာပါ။ဖဲစီဘုံအစီရင်အတွင်းမှာချင်းလင်ကမျိုးလုံးကိုဖိလိုက်ပါတယ်ထိုမျိုးလုံးတွေကအချိန်ကာလတွေကိုဖော်ပြနေသလိုပါပဲထိုကော င်းကြီးအကြိဟောင်းဝါတလက်ပိုင်အရွယ်ပုံစံရှိပေမဲ့အဖိုးကြီးတယောက်လိုဖြစ်နေပါတယ်နိုးထလာတဲ့အခါမှာတော့ပြုတ်ကွဲပြုတ်ဝေးနေတဲ့အနတ်သက်ပြပြရာထွက်လာပါတယ်ချင်းွှန့်ကလည်းနိုးထလာပါတယ်သူမရဲ့ညာလမောင်ကဒိုင်ယာကိုကြည့်ပြီးမျက်မှောက်ကျုပ်လိုက်ပါတယ်ပြီးတော့သူမရဲ့ခန္ဓာကိုယ်အနေငယ်လှူချလိုက်ပါတယ်အိရထဲမှာအချင်းကြကြအိနေခဲလို့သူမရဲ့ခန္ဓာကိုယ်နဲ့ပြန်ပြီးတော့မကန့်ညိသေးသလိုပါပဲဝန်ဝေနဲ့ဟူထန်တို့ရဲ့မျက်နှာကလည်းဖြူပွက်ဖြူော်ဖြစ်နေပေမဲ့မျက်လုံးလေးကိုဖွင့်လိုက်ကြပါတယ်ဝန်ဝေရဲ့မျက်လုံးလေးမှာဆိတ်လှရှားမှုတွေကပြင်းထန်နေပြီးချက်ချင်းပဲမင်းမင်းပေါ်ကိုဒူးထောက်ချလိုက်ပါတယ်တုံဝင်နေတဲ့အချိန်မှာပဲချင်း င်းလင်းကိုရိုသေစွာနဲ့ကြီးနေပါတယ်ဆရာဟူချွမ်းအလဲထပြီးသူမရဲ့အောက်နှခမ်းကိုကိုက်လိုက်ပါတယ်ချင်းလင်းကိုစိုးရင်စိမ့်နဲ့ကြီးနေပါတယ်ချင်းလင်းကသူ့ရဲ့သပဲ့တွေဖြစ်ကြတဲ့ဇနီးမောင်နှံကိုဂျူရဆိုင်နဲ့ကြီးပြီးပြုံးလိုက်ပါတယ်ဒီနှစ်တွေအတွင်းမှာမင်းတို့ကအရန်ကိုပြိမှန်းခဲ့ကြပါပြီသူကနူးညံ့စွာနဲ့ပြောလိုက်ပါတယ်ဆရာ ဝန်ဝေးရဲခန္ဓာကိုယ်ကတုံ့ရင်သွားပြီးမျိုးရည်စီချောင်းနှောင်းကစီးကြလာပါတယ်။သူကချင်းလင်းနိုးလာဖို့အတွက်နှစ်ပေါင်းများစွာဆောက်ဆိုင်ခဲ့ရပါတယ်။ဒီလိုဖြစ်လာဖို့အတွက်နဆိုးဝဉ္ညင်မီမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။ထိုအရာအလုံးကသူ့ကိုယ်တပည့်ဖြစ်လက်ခံခဲ့တဲ့ချင်းလင်းရဲ့ကျေးဇူးကိုပြန်ဆက်ဖို့ပါ။ ဝန်ဝေကသူကနမဲအနေငယ်သာရှိတဲ့ချီချင်းညံ့သူလေးတယောက်ဖြစ်ခဲ့တာကိုဘရောမောမေးပါဦးသူစီကသူ့ကိုအသက်သေးတခုချင်းကျက်မှုအထွန်းထဲကိုရောင်းအောင်ကျူးစာခွင်းနဲ့တသက်တာပျော်ရွှင်မှုကိုပေးခဲ့ပါတယ်ထိုချိန်မှာကြော်ရီကမျိုးလုံးကိုဖိမိချင်းရွှန်းကိုကြိလိုက်ပါတယ်သူ့ရဲ့မျိုးလုံးနေမှာခါတိမှုနဲ့ဝန်နေမှုကရှိပေမဲ့ထိုရအားလုံးရဲ့အထက်မှာအဓိကကတော့တည်ငြိမ်မှုပါ အကြီးကဲချင်းလေဂျူနီယာမှာတောင်းဆိုစရာတစ်ခုကရှိပါတယ်ဝယ်လင်ကအကြီးကိုပြောင်းသိမ်းပြီးချင်းလင်းကိုကြည့်လိုက်ပါတယ်မင်းရောဂျူနီယာတယောက်အနေနဲ့တောင်းဆိုတာလားငါရဲ့တပည့်တယောက်အနေနဲ့တောင်းဆိုတာလားချင်းလင်းရဲ့တင်ငိမ့်တဲ့အကြီးအားဝယ်လင်စီကိုကြောက်လာပါတယ်ဝယ်လင်ကခဏလောက်တိတ်တဆိတ်နဲ့စဉ်းစားပြီးရဲ့နောက်စစ်ထူနောင်ကိုလညုံနဲ့ထိုးပြီးရိုသေစွာနဲ့ပြောလိုက်ပါတယ်ဆရာဒီလူကတပည့်ရဲ့မိတ်ဆွေပါသူက ကောင်းကင်အစိတ်ကြောင့်ဒုက္ခရောက်နေရပါတယ် ချင်းလေးရဲ့မျက်နှာတင်းနေပြီးစစ်ထုံနှံကိုကြည့်လိုက်ပါတယ်ပြီးတော့သူက ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်အန်အောစရာကောင်းလို့တဲ့ပါရမီရှင်ပဲမင်းကငါ့ကိုဆရာဖြစ်လက်ခံချင်လားစစ်ထုံနှံကမာနကြီးပဲမယ်ချင်းလင်းကိုရင်ဆိုင်ရတဲ့အခါဝင်လင်းလောက်မတင်ငိမ်ပါဘူးချင်းလင်းကိုကဲတင်ရမှာမပါဝင်ခဲ့တဲ့အတွက်ချင်းလင်းကိုတော့ကြောင်းဝင်နေသေးပါချင်းလင်းကိုသူကရူသေးစွာနဲ့ပြောလိုက်ပါတယ်ဒီတပည့်ကဆရာကိုနှုတ်ဆက်ပါတယ်ပြပောဆိုနေစစ်ထုံနှံကမော့ကြည့်ပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့ဆရာတပည့်ကလွတ်လပ်မှုကိုနှစ်သက်တယ် ဒါကြောင့်ကျွန်တော်မကန့်တတ်ပါနဲ့ထိုစကားကြောင့်ချင်းလိုက်ရရင်မောလိုက်ပါလေမင်းရဲ့အစိတ်ရတာပျောက်ကွယ်သွားပြီဆိုရင်မင်းရလှုပ်ချင်တာကိုလှုပ်လို့ရတယ်ဘာလို့ငါမင်းရဲ့လွတ်လပ်မှုကိုကန့်တတ်ရမှာလဲပြောပြီးရတော့ချင်းလိုက်ရခေါင်းခိုင်ရန်ပြီးသူသမီးချင်းရွှန်ရဲ့ပခုံးပုတ်ကိုလက်တင်လိုက်ပါတယ်ပြီးတော့သူကညှင်သာစွာနဲ့ပြောလိုက်ပါတယ်ချင်းရွှန်မင်းရဲ့ခန္ဓာကိုယ်ထဲကကောင်းကင်မူလဆွေးင်းကိုငါငှားအောင်မယ် ပြောပြောဆုံနဲ့ချင်းလင့်ကသူ့ရဲ့ညာဘက်လက်ကနေအစွမ်းထက်တဲ့ဆုပ်ယူအားတစ်ခုကထွက်လာပြီးချင်းရွှန့်ရဲ့ကောင်းကင်မူလဆွမ်းရဲ့အနေငယ်ဟာချင်းလင့်ရဲ့ညာဘက်လက်ထဲကိုရွက်ရှိသွားပါတယ်။ထုံမူလဆွမ်းကအရင်မများပါဘူး။ငွေတဒုံးစာလောက်ပဲရှိပါတယ်။ဝင်လင်းမအရင်ရရှိခဲ့တဲ့ကောင်းကင်ရမူလဆွမ်းထက်အစာပေါင်းများစွာအားနည်းပါတယ်။ဒါဝရင်ထိုကောင်းကင်မူလဆွမ်းကချင်းလင့်ရဲ့လက်ထဲမှာတောက်ပါနေပါတယ်။ထိုအလင်းရောင်ကအရင်မတောက်ပါပြီမဲ့ဖျားကြောင်းတစ်ခုလုံးကိုအလင်းပေးနေပါတယ်။ထိုအစိမ်းရောင်ဖျားကြောင်းကအစိမ်းရောင်မဟုတ်တော့ဘဲနေလိုဖြစ်နေပါတယ်။ ချင်းလင်းရဲ့မျက်နှာကအလုံးအမတည်ငြိမ်နေပြီးဖြည်းဖြည်းချင်းရှေးကိုလျှောက်သွားကဖះเจ้าကနေထွက်လာပါတယ်လေဟာနဲ့ဟင်းလင်းပြင်မှာပြန်ဝင်နေပြီးဝေးတဲ့နေရာပြန်လွှင့်နေတဲ့အစိပ်ပိုင်းတွေကိုကြည့်လိုက်ပါတယ်တူနေတဲ့နေရာဖြစ်ခဲ့တဲ့နေရာကိုကြည့်ပြီးခါတီးတဲ့မျက်နှာနဲ့ကြည့်နေပါတယ်အခုချိန်မှာကောင်းကင်ဘုံနယ်ပယ်ရဲ့အများစုကပြုတ်ကွဲသွားပြီးလုံးဝမပြုတ်ကွဲသေးတဲ့အစိပ်ပိုင်းနေရာတော့အကွဲနေပြီးပြုတ်ကွဲတော့မယ့်အခြေအနေမှာရှိနေပါတယ်မိုးကောင်းကင်ဘုံနယ်ပယ်ကမကြခင်မှာပြောက်ွက်သွားပြီးကျဉ်းကျဉ်းသူတွေရဲ့အမှတ်တရတခုဖြစ်တာကြက်ရှိတော့မယ်လို့ထင်ရပါတယ်နှစ်ပေါင်းထောင်ချီကြာသွားတဲ့အခါထိုအမှတ်တရတွေကတော့မိမ့်မိမ့်ပြောက်ွက်သွားမှာပါ တပင်းချလိုက်ပြီးနောက်ချင်းလင်းကသူ့ရဲ့ညာလက်ထဲကရွှေရောင်အလင်းကိုဝေရန်လိုက်ပါတယ်ရွှေရောင်အလင်းကနေလိုတောက်ပနေပြီးလေဟာနဲ့ဟင်းလင်းပြင်တစ်ခုလုံးကိုအလင်းပေးနေပါတယ်ရွှေရောင်အလင်းကနေရွှေရောင်ကျိုးတွေကိုထပ်ပေါက်လာပြီးအမြဲပြန့်နေသွားတဲ့လေဟာနဲ့ကိုရဲတစ်ခုကဖြစ်လာပါတယ် ထိုရွှေရောင်ကျိုးတွေဟာကမ္ဘာဥပဒေသားတွေဖြစ်ပြီးရွှေရောင်အလင်းမှာအတက်ကိုပြန်လည်ရှင်တန်နိုင်စေတဲ့စွမ်းအားကပါဝင်ပါတယ်။ရွှေရောင်အလင်းနဲ့ရွှေရောင်ကျိုးတွေဟာပြန့်နှံ့သွားတဲ့အခါမိုးတိမ်ကောင်းကင်ဘုံနယ်ပယ်တစ်ခုလုံးဖုံးဝသွားပါတယ်။ပြိုကွဲနေတဲ့အစိပ်ပိုင်းအလုံးကလည်းရပ်တန့်သွားပြီးပြန်ဝဲနေတဲ့ကြောက်တုံးအစိပ်ပိုင်းတွေကလည်းရပ်တန့်သွားပါတယ်။ပြိုကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဝဲကြဲတွေဟာလေပတ်မှုကိုရပ်တန့်ပြီးလှုပ်ရှားမှုမရှိဖြစ်သွားပါတယ်။ပြန်လည်ဖက်စီကောင်းကင်ဘုံနယ်ပယ် ချင်းလင်းရဲ့အတန်အားအေးစိတ်တည်ငြိမ်နေပါတယ်။ဖျားเจ้าဝန်းနေသူ့နောက်ကိုလိုက်လာတဲ့လူတွေရဲ့နားတွေကိုရှင်းရှင်းလင်းလင်းကြားလိုက်ရပါတယ်။ဝဝင်းနဲ့ဟူချန်တို့ကလည်းတဝင်သွားပြီးချင်းလင်းကိုရိုသေလီစားစွာနဲ့ကြီးနေကြပါတယ်။ချင်းွှန့်ကသူမဖခင်ရဲ့ကြောပြင်းကို ဘာမှပြောင်းလဲတဲ့မျက်နှာနဲ့ကြည့်နေပါတယ်။သူမရဲ့မျက်ညံ့နေစတင်နေရ။သူမရဲ့ဖခင်ကမိုးကောင်းကင်ဘုံနယ်ပယ်ရဲ့အဓိကကြိုးဝှဖြစ်ခဲ့ပါတယ်။ကောင်းကင်ဘုံနယ်ပယ်နဲ့ပတ်သက်တဲ့ကိစ္စတွေဒါမှမဟုတ်ကျဉ်ကျပ်မှုတွေနဲ့အမြဲတမ်းအလုံးရှုံနေတဲ့အတွက်သူမနဲ့ဆော့ကစားဖို့အတွက်အချိန်မရှိခဲ့ပါဘူး။ချင်းရွှန်ကမိုးကောင်းကင်ဘုံနယ်ပယ်ပြုတ်ကွဲသွားတဲ့အချိန်ကိုရှင်းရှင်းလင်းလင်းမှတ်မိနေတော့မှ မိုးကောင်းကင်ဘုံနယ်ပယ်ကိုသူမရဲ့ဖခင်ရဲ့သွေးတွေချွေးတွေနဲ့တိဆောက်ခဲ့တာပါ။သူဝါရင်မိုးကောင်းကင်ဘုံနယ်ပယ်ကပြိုကွဲသွားတော့မြင်တဲ့အခါချင်းွှန့်ကဝမ်းမနေပဲစိတ်အသာရသွားခဲ့ပါလေ။ထိုရာအရန်အောင်ရှုပ်ထွေးတဲ့ခံစားချက်တစ်ခုဖြစ်ပြီးသူမကိုယ်တိုင်တော့ဘာလဲဆိုတော့မပြောနိုင်ပါဘူး။သူဝါရင် သူမရဲ့ဖခင်ကမိုးကောင်းကင်ဘုံနယ်ပယ်ကိုပြန်လဲဖက်စီတော့မြင်တဲ့အခါချင်းွှန့်ကနာကျင်မှုကိုခံစားလိုက်ရပါလေ။ကျော်ဤကချင်းွှန့်ကိုတိတ်တဆိတ်နဲ့ကြီးနေပါလေချင်းွှန့်ရဲ့မျက်နှာပေါ်ကနာကျင်မှုကိုမြင်တဲ့အခါသူ့ရဲ့ရှင်ဘက်ကလည်းတုံ့ရင်သွားပါလေ ချင်းလင်းကပြောလိုက်တဲ့အခါမိုးကောင်းလေးဘုံနေပယ်တလျှောက်ပြန့်နှံ့နေတဲ့ရွှေရောင်လီဟာနဲ့ကွန်ရက်ကစတင်ချုပ်သွားပါလေရွှေရောင်အလင်းကလည်းနေပယ်တစ်ခုလုံးဖုံးဝသွားပြီးဝဲကြီးရအလုံးကတေတဆိတ်နဲ့ပြောက်ကွက်သွားပါလေကဘာပေါ်မှာဆွဲငင်အားတစ်ခုဟာရှိသလိုကွဲကျနေတဲ့ကြောက်တုံးတွေဟာစုဝေးလာပါလေလီဟာနဲ့ဟင်းလင်းပြင်မှာရှိတဲ့အပျက်စီးတွေဟာစုဝေးလာပြီးမကြခင်မှာပဲမြေစုအဖက်တီတစ်ခုဟာဖြစ်ပေါ်လာပါလေမိုးကောင်းလေးဘုံနေပယ်တစ်ခုလုံးကလီဟာနဲ့ဟင်းလင်းပြင်တစ်ခုဖြစ်ပြီးကောင်းကင်ဝဉ္ညင်ဆွဲငင်တွေထွက်ပေါ်လာတဲ့ထိုးအစိပ်ပိုင်းလေးတွေပဲရှိပါလေရွှေရောင်လီဟာနဲ့ကွန်ရက်ကမြေပြင်ပေါ်ချလိုက်တဲ့အခါမြက်ပင်းတွေဟာစတင် င်ပေါက်လာပြီးရေဒီရလည်းဘေးအမှန်မသိပေါ်လာပါလေ။မြေအစိတ်ပိုင်းကြီးကလည်းတုန်ခါသွားပြီးတောင်နေနဲ့ခန်းထားတဲ့နန်းတော်တွေကပေါ်လာပါလေ။ဝယ်လေးရဲ့နောက်ကဖះเจ้าကအပေါ်ပြန်တက်ပြီးမြေအစိတ်ပိုင်းရဲ့အလဲမဟုရောက်သွားကဆင်းသက်လိုက်ပါလေ။အခုဝါဆော့ပြီးဒီနေရာမိုးသစ်ကောင်းကင်ဘုံနဲ့ပဲပဲ။ချင်းလင်းရဲ့အေးဆေးတင်ငိမ့်တဲ့အတန်ကဘာတဝံကိုပြန်လွင့်သွားပါလေ။ဝယ်လင်းကမိုးသစ်ကောင်းကင်ဘုံနယ်ပယ်ကတောင်ပေါ်မှာထိုင်နေပြီးသူ့ကိုဝင်းရံထားတဲ့ကောင်းကင်ဝင်းညင်စွန်းကိုခန်းစားနေပါလေ။ချင်းလင်းကရွှေရောင်ကျိုးလေးကိုဖန်တီးနေတဲ့မြင်ကွင်းကသူ့ရဲ့ခေါင်းထဲမှာပြပြန်ပေါ်နေပါလေ ဥပဒေသားတွေရဲ့ပြောင်းလဲမှုနဲ့မူလစွန့်ရဲ့စွမ်းအောင်ကိုသူကရှင်းလင်းလင်းခန်းစားမိပါတယ်။မိုးတဲ့ကောင်းကင်ဘုံနယ်ပယ်ကိုဖယ်ဆီးပြီးတာတုံးရရှိပါပြီ။စစ်ထူနန်ကိုချင်းလင်းကဖះเจ้าနဲ့ကိုခေါ်ဆောင်သွားပါတယ်။ဝန်ဝေနဲ့ဟူကျွန်တို့ကနန်းဆောင်တစ်ခုကိုရွေးပြီးအခြေချနေထိုင်ကြပါတယ်။ဝန်ဝေကအရင်အောင်မှပျော်ရွှင်နေရဆိုတာသိတာပါတယ်။သူပျော်ရွှင်နေတာဟူကျွန်ကလည်းပျော်ရွှင်နေတယ်လို့ဆိုလိုပါတယ်။ဝလင်းကထိုဇနီးမောင်နှံရဲ့ပျော်ရွှင်မှုကိုအားကျနေပါတယ်။ပျော်ရွှင်မှုအကြောင်းစဉ်းစားရင်ဝလင်းကဝေးတဲ့တနေရာကိုကြီးလိုက်ပါတယ်။အဝေးတနေရာမှာကောင်းကင်တိမ်နေတဲ့ဝင်းရံထားတဲ့ရေကဲတောင်တစ်ခုကရှိပါတယ်။ချင်းရွှေ ွမ်ဟာထွေရီကဲတောင်ရဲ့အပေါ်မှာရှိနေပါတယ်။ချင်းရွှမ်ရဲ့ဇေယိုက်ကအရန်ဥမအစ်ဆက်ပါတယ်။သူမရဲ့ဖခင်အပေါ်တော့ဒီလိုပါပဲ။သူမကစကားတွေအရင်ကြီးမပြောပါဘူး။ခုကြွန်တဲ့စကားပြောတဲ့အခါမှသာအနေငယ်ပူပြောတတ်ပါလေမိုးတိတ်ကောင်းကင်းဘုံနယ်ပယ်ကိုဖဲစီပြီးတဲ့နောက်ချင်းရွှန်ဟာသူမရဲ့စွာအားလုံးကိုအသုံးပြုပြီးရေခဲတောက်တစ်ခုကိုဖန်တီးကထိုနေရာမှာတိတ်တဆိတ်နဲ့နေထိုင်ပါလေဘသူမှအပေါ်ကိုတက်ခွင့်မပြုပါဘူးဒိုဝါရင်ဝလင်းကရေခဲတောက်ရဲ့အောက်ခြေမှာထိုင်ပြီးအပေါ်ကမှုန်ဝါနေတဲ့ပုံကြီးကိုကြီးနေတဲ့ကြောက်ကြီးကိုရှင်းလင်းလင်းမြင်လိုက်ရပါလေသူမကိုစောက်ရှောင်းနေသလိုပါပဲ နှစ်ပေါင်းနှစ်ထောင်ကြာအလောင်းဆောက်ရှောက်ခဲ့သလိုပါပဲချင်းရွှန်နိုးထလာတာအကိုကြီးကြောက်ရီအတွက်ပျော်ရွှင်မှုမဖြစ်စေနိုင်ဘူးဝလင်းကအကြီးကိုလွှဲပြီးပြလဲလဲကောင်းကင်ကိုကြည့်လိုက်ပါတယ်မိုးတိတ်ကောင်းကင်ဘုံနေပင်မှာလီဟာနဲ့အကွဲကြောင်းနေရမရှိတော့ပဲအရန်ဦးမှတင်းနေနေပါတယ်ငွေရောင်အမျိုးသမီးလောင်းကသူ့ရဲ့နောက်မှာတေးတဆိုင်နဲ့ထိုင်နေပါတယ်သူမရဲ့အကြီးရော ဝယ်လင်းစီကိုတစ်ခါတည်းရန်ရောက်သွားပြီမယ်အမြင်မဲ့လွှဲသွားပါတယ်ဝယ်လင်းကထိုနေရာမှာတုံးရကြထိုင်နေခဲ့ပါတယ်ချင်းလင်းရအုံပြုခဲ့တဲ့ရွှေအောင်အလင်းကိုပြပြန်သတိရတဲ့အပြင်ချင်းလင်းရအသိစိတ်ပင်လယ်မှာရရှိခဲ့တဲ့နားလဲသဘောပေါက်မှုတွေကိုမှတ်တမ်းတင်ဖို့အတွက်အချိန်ပေးခဲ့ပါတယ်ချင်းလင်းရအသိစိတ်ပင်လယ်ကနေထွက်လာပြီးရနောက်သူ့ရဲ့ကြီးညက်မှုအစင်းကလုံးဝမတက်ခဲ့ပါဘူးနိဗ္ဗာန်တန်းစင်သူအစောပိုင်းအစင်းမှာပဲရှိနေသေးပါ သူကရင်သူ့ရဲ့ခန္ဓာထဲမှာတော့မျိုးစေ့တစ်စေ့ရပေါ်လာပါလေထိုးရတော့တတရအစင်းရဲ့ဥပဒေသားနဲ့တောက်ကိုလိုက်စားဖို့အတွက်မျိုးစေ့ပါထိုးရချင်းလင်ရသူ့ကိုပေးတဲ့လက်ဆောင်ပါထိုးချိန်တုန်းကကောင်းကင်စန်းကျင်ဗရေးစီယာလှူရှာခဲ့တုန်းကဝလင်းကတကားနောက်ကတတရအစင်းကိုမြင်ခဲ့ရပေမဲ့ထိုးရမင်းုံတက်တက်ပါပဲချင်းလင်ရတော့တတရအစင်းချင်းညံ့သူရဲ့ဤပညာတွေကိုခန်းစားခွင့်ပေးခဲ့ပါလေထိုးရဝလင်းအတွက်အရန်အောင်မှတန်ဖိုးရှိပါလေထိုးရသူ့ရဲ့လမ်းကြောင်းကိုပို့ပြီးတော့ရှင်းလင်းစေပါလေ ဆက်လက်ဆင်ကျင်နေလို့မှပဲအရန်အုံးပင်မနေတဲ့အတန်တစ်ခုကသူ့ရဲ့စိတ်ထဲမှာပိတ်တင်ထပ်သွားပါတယ်ဝလင်းငါးစီကိုလာခဲ့ဝလင်းကခေါမုတ်ပြီးဖះเจ้าကိုချိလိုက်ပါတယ်ထားရက်ပြီးရဲ့နောက်ဖះเจ้าစီကိုတင်ငိန်စွာနဲ့ရှောက်သွားပါတယ်မကြခင်မှာပဲဖះเจ้าတွေကိုရောက်သွားပါတယ်ဖះเจ้าတွေကိုဝင်ချင်းမှာပဲဝလင်းကဘာမှမလုပ်နိုင်ပဲရလိုက်မိပါတယ်သူရှင်းမှာချင်းလင့်နဲ့တခုခုဆင်တူတဲ့ဖိုးကြီးတယောက်ကထိုင်နေပါတယ်တေချာချိလိုက်တော့ကောင်းလင့်ဧကရေချင်းလင့်ပဲဖြစ်နေပါတယ်ဘာကြောင့်မှမသိပြင်မဲ့သူကရန်အောင်မအုံမင်းနေပါတယ်ချင်းလင့်ကဖြည်းဖြည်းချင်းပြောလိုက်ပါတယ်ထိုင် ဝက်လင်းကချင်းလင်းနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပါတယ်သူရဲ့မျက်နှာတင်းငင်းနေပါတယ်ချင်းလင်းကဝက်လင်းကိုကြည့်ပြီးဖြင်းချင်းစွာနဲ့ဆရာအဲ့တုန်းကပြင်းထန်စွာနဲ့ဒဏ်ရခဲ့တယ်ပြီးတော့တာဂျာနဲ့ဘေလိုတို့နဲ့တိုက်ခိုက်ခဲ့ရတယ်နောက်ဆုံးမှာတာဂျာကဆရာရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာခဲ့တယ်ငါရဲ့စွမ်းနေရအပြေဝမကုန်သေးပြင်ကောင်းလာဖို့အတွက်တကားပိတ်ပြီးတော့ချင့်ကြံရမယ်။မင်းရဲ့အကူကြီးဝန်ဝေစီရနေ မိုးပြောင်းကောင်းကင်ကျေစုစနစ်ရဲ့အခြေအနေကိုငါသိခဲ့ရတယ်။အပြေအဝကမောက်ကမဖြစ်နေတယ်။ဒီမိုးတိန်ကောင်းကင်ဘုံနယ်မြေအစ်စ်ကငါတပည့်တွေအတွက်နေရာတစ်ခုဖြစ်လာလိမ့်မယ်။မိုးတိန်ကောင်းကင်ဘုံနယ်မြေရဲ့တကားကိုတစိမ့်ခတ်ထားပြီးဖြစ်လို့ဘသူကမှဒီနေရာကိုဝင်လာလို့မရတော့ဘူး။မင်းမမိတ်ဆွေတွေဆွေမျိုးတွေအားရှိရင်သူတို့ကိုဒီမိုးတိန်ကောင်းကင်ဘုံနယ်မြေမှာနေဖို့အတွက်ခေါ်ဆောင်လာလို့ရတယ်။ဆရာရဲ့ချင်းချံမူအားသာပြန်ကောင်းလာပြီဆိုရင်ကောင်းကင်ဘုံနယ်မြေကိုအရင်လုံဖုံးသိပြန်ရအောင်လို့လုပ်နိုင်တယ်။ ချင်းလင်ကတငိန်စွာနဲ့ပြောနေစဉ်ဝက်လင်းကိုစိုက်ကြည့်လိုက်ပါတယ်ဝက်လင်းကအတော်ကြာစဉ်းစားပြီးမှဖြင်းချင်းစွာဆရာရှီအောင်နှဖျားရဲ့အကြောင်းကိုသိလာလက်ရှိမှာဆရာတော်ဝင်သွေးနဲ့ကျယ်ရှိပွင့်ရှီအောင်နှဖျားတစ်ပါးကိုခူးခတ်နိုင်ပါမလားဆိုတာကျွန်တော်မသိဘူးဝက်လင်းကချင်းလင်ကိုကြည့်လိုက်ပါတယ်သူ့ရဲ့အတန်တူတူလေးပါတော်ဝင်သွေးဆိုတဲ့စကားကိုကြားတော့ချင်းလင်ကခဏစဉ်းစားပြီးမှပြောလိုက်ပါတယ်မင်းရောဟိန်းသားဗရာဂျူဘောကရှီအောင်နှဖျားထော်ဆန်ရဲ့အကြောင်းကိုပြောနေရလို့ငါထင်တယ်ဝလင်းကအမမသွားပါဘူးချင်းလင်းကကောင်းကင်အကြေဖြစ်ပြီ ထော်ဆန်ကကောင်းကင်ဘုံနေမိမှာရှိနေရကြပါပြီချင်းလင်းရတိတာကျိုးချောင်းစီရောပါတယ်ငါထုံထိတ်အချိန်နေမှာရှီတုံးသွားဆိုရင်သူ့ကိုချင်းချောက်မှုလို့ဘယ်တော့မှအမှတ်ယူခဲ့ဘူးဒါပေမဲ့အကြောင်းရအချို့ကြောင့်သူ့ကိုဘယ်တော့မှငါမစစ်ဆေးခဲ့မိဘူးအခုငါမှာတကြိမ်ပဲတိုက်ခိုက်ဖို့အတွက်ဆွမ်းစားရှိတော့တယ်သူ့နောင်မှာငါတကြိမ်တိုက်ခိုက်မှုကိုခံရပြီးစုတ်ခွာသွားလိမ့်မယ်တကြိမ်တိုက်ခိုက်နိုင်စွာဝလင်းကခါတိစွာနဲ့ပြောလိုက်ပါတယ်ချင်းလင်းရဲ့ဇကားရီရဲ့အထိပယ်ကိုသူကနားလိုက်ပါတယ် ချင်းလင်းကဒဏ်ရာနေပြီးတချိန်သာတိုက်ခိုက်နိုင်ပါလို့တယ်ထိုတချိန်တိုက်ခိုက်မှုကထော်ဆန်အောင်တားဆီးနိုင်ပေမဲ့အတုံးမပြူနိုင်ပါဘူးရန်သူကစုခသွားရင်တော့အနာဂတ်ကိုအန္တရာယ်များစေပါလိမ့်မယ်ရှီယောင်နဆူတာဂျာနဲ့ငါအရန်ကြကြဇလန်းနေရှုံနေခဲ့ပြီးပြင်ပနယ်မြေကိုသွားတဲ့လမ်းမကြခင်မှာပွင့်လာတော့မယ်ငါရဲ့ထုံထိတ်ကျဉ်ကြံမှုကိုအမြင်ရအောင်လုပ်ရမယ်မဟုတ်ရင်ငါဒစိမ့်ခတ်ထားတဲ့နေမြေမှာပျောက်ကွယ်သွားလိမ့်မယ်ဒါပေမဲ့မင်းကငါ့ကိုလိုအပ်ရင်မင်းအတွက်အဲ့ဒီချိန်တိုက်ခိုက်မှုကိုငါအတုံးပြူပေးနိုင်တယ် ဝလင်းရခေါင်းခံရပြီးချင်းလင်းကိုကြည့်ကဆီအောင်အိမ်တော်ကကောင်းကင်ဘုံနေမိရဘလို့ဘေးဒုက္ခကိုရင်ဆိုင်ခဲ့ရလေဝလင်းကထိုမင်းကိုနှစ်ထောင်ကျော်သူ့ရဲ့နှလုံးသားထဲမှာရှိနေခဲ့ပါတယ်ထိုအကြောင်းပြချက်ကိုသူကမသိသေးပါဘူးချင်းလင်းရဲ့မျက်လုံးတွေမှာအိဆက်မှုတစ်ချက်ကရှိပြီးအရာအလုံးကကောင်းကင်တကားကြောက်ပဲကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးတင်ရှိပါတယ်